အလှုံငွေတွေကုန်ပြီးအိမ်ပေါ်ကနေမောင်းချခံလိုက်ရတဲ့ရေကဲတုပ်တယ်လေးကိုရှိုင်းဆုံးပရိသတ်ကြီးအလှုံငွေတွေရှိနေတုန်းကတော့ဖះလို့ကိုးကွယ်ပြီးပတ်စံလေးကုန်ရောအိမ်ပေါ်ကနေမောင်းချခံလိုက်ရတဲ့ဘဝတစ်ခုအကြောင်းကိုကြားဖို့ကြပါသလားဒါကဇလံမဟုတ်ပါဘူးရှင်ကျမတို့အလုံးဝိုင်းဝန်းချစ်ခင်ခဲ့ကြတဲ့သခိုင်းမျိုးကရိုးသားတဲ့ရေကဲတုပ်တယ်လေးကိုရှိုင်းဆော်ရဲ့လက်ရှိရင်ဆိုင်နေရတဲ့ရင်းနှီးစရာအဖြစ်မှန်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့မတရားမှုတွေနဲ့ပြင်းထန်နေတဲ့သူ့ရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်ရှင် ပရိသတ်တွေမှမေ့ကြအောင်ပါဇကိုင်းမြင်းကလေးတုံးကနေပူကျဲတဲတဲမှာကိုချိုးမဖတ်ပဲရေခဲတုပ်လေးတွေကိုလိုက်ဝေခဲ့တဲ့ကိုရှိုင်းစော်လေးသူဟာမိဘမဲတယောက်ဖြစ်ပြီးဘဝကိုရုန်းကန်နေရပေမဲ့ရှိတာလေးနဲ့လှူဒန်းတက်တဲ့စိတ်ထားလေးကြောင့်လူမှုကွန်ရက်ပေါ်မှာတခဲနဲ့အဖေးချင်းကိုခံခဲ့ရတဲ့သူပေါင်းသူရဲ့စေတနာကိုတံမိုးထားတဲ့အနေနဲ့ Lady Great Diamond စိန်ရွှေရတနာဆိုင်အပါဝင်အလှူရှင်ပေါင်းများစွာကောင် မြွေချေးတွေရေကဲဆက်တွေနဲ့ဆိုင်ကယ်တွေကိုဝိုင်းဝန်းထောက်ပံ့လှူဒန်းခဲ့ကြပါတယ်။အလုံးကတော့ကိုရှိုင်းစော်တယောက်သူ့ရဲ့ယူသားမှုကြောင့်ဘဝအမော်တွေပြေပါတော့မယ်လို့ထင်မှတ်ခဲ့ကြတာပါ။ဒါပေမဲ့ကံကြမ္မာကမျက်နှာသာမပေးခဲ့ဘူးရှင်။ပြားရည်ရှိတဲ့နေရာရင်အောင်နဲ့ဆုတလို့ပါပဲ။ကိုရှိုင်းစော်နမည်ကြီးလာပြီးတဲ့နောက်လက်ထဲမှာငွေချေးပြည့်စုံလာတဲ့အချိန်ဘယ်ကမှမသိရောက်လာတဲ့ကိုချေးဦးဆိုတဲ့သူတယောက်ကတောက်တလို့တွေ့ကပ်လာပါတော့တယ်။အစပိုင်းမှာတော့တငယ်ချင်းကောင်းတယောက်လိုရောင်ဆောင်ပြီးအနားမှာနေနေခဲ့ပေမဲ့နောက်ွယ်မှာတော့ကိုရှိုင်းစော်ရဲ့အောင်မြင်မှုတွေကိုခုတော့ ုပ်ပြီးကိုချိုးရှာဖို့စူးစမ်းလာခဲ့ရပါစီပွားရေးလုပ်ငန်းရှင်တွေကကိုရှိုင်းစော်ကိုကြော်ညာရိုက်ဖို့ကန့်လန့်တဲ့အခါတိုင်းကိုကြီးဟိုးကဂျာကနေဝင်ပြီးစီစဉ်နေ ီးတော့သူကိုယ်တိုင်ပဝင်သေးဥဆောင်ပြီးနေရာယူတယ်။ရိုသားလုံးနဲ့ကိုရှိုင်းစော်ခမရဘာမှပြန်မပြောတတ်ရှာပဲအာနာပါနာနဲ့ပဲသူစီစဉ်သမျှကိုလိုက်လုခဲ့ရပါတယ်။အလှရှင်တွေလှလိုက်တဲ့ငွေကြေးတွေကိုလည်းကိုကြီးဟုတ်ကပဲစီမံခန့်ခွဲတရားရုံနဲ့ချေလဲခဲ့တယ်လို့ဆိုပါတယ်။ဇလန်းရဲ့အစိုးရဆုံးအပိုင်းကတော့ခုမဆရာပေါင်းကိုရှိုင်းစော်ရဲ့လက်ထဲမှာအလူငွေတွေကုန်သွားတဲ့အချိန်အမျက်ထုတ်စရာမကြမ်းတော့တဲ့အချိန်မှာကိုကျေးဦးနဲ့သူ့ရဲ့မိခင်ဖြစ်သူတို့ကကိုရှိုင်းစော်ကိုကိုထိလက်ရောက်ပြောဆိုပြီးအိမ်ပေါ်ကနေမောင်းချလိုက်တယ်ဆိုတဲ့သတင်းစိုးထွက်လာခဲ့ပါတယ်။ရိုးသားတဲ့ကို ိုရှိုင်းစော်တယောက်အခုချိန်မှာအလုံငွေတွေလဲကုန်လက်ထဲမှာလဲဘာမှမကျန်တော့ဘဲဝမ်းနဲ့ပလန်နဲ့သူ့ရဲ့ဇာတိရွာကိုပြန်သွားရရှာပါတယ်။ရင်းနာစရာအကောင်းဆုံးကတော့အခုရှိုင်းစော်ကဒုက္ခရောက်ပြီးရွာပြန်ရတဲ့အချိန်မှောင်သူ့ကိုခူလုံလုပ်ခဲ့တဲ့ကိုကျေးဦးကတော့အခုဆိုရင်ကိုပိုင်ကျေးဦးဆိုင်ကြီးတောင်ဖွင့်လှစ်နိုင်သွားပြီဖြစ်ပါတယ်။ဒါကသူတို့ဘာရဲ့မျက်ရည်တွေပေါ်မှာတိဆောက်လိုက်တဲ့အောင်မြင်မှုဆိုရင်လဲမမှားဘူးရှင်။ဒီဖြစ်ကကျမတို့ကိုဘာသင်ခန်းစာပေးလဲဆိုတော့ရိုးသားလုံးရင်လူနင်းခံရတယ်ဆိုတာပါပဲ။ ကိုရှိုင်းစော်ရဲ့စေတနာနဲ့ရိုသားမှုကတကယ်တမ်းမှုရှိခဲ့ပေမဲ့လူလယ်ရီကြားထဲမှာတော့ဒါကအခွင့်ကောင်းယူခံရခြင်းရဲ့အစဖြစ်သွားခဲ့ပါတယ်။လူရှင်တွေကကိုရှိုင်းစော်ရဲ့ဘဝရှိရေးအတွက်လှူခဲ့ကြပေမဲ့ဂျားရဲကနေမတမာသူတွေက စင်ဖြူတော်မိပြီးကြံဆုပ်သွားခဲ့ကြပါတယ်။ကိုရှိုင်းစော်ရင်အကိုကငွေကြေးဆုံရှုံသွားပေမဲ့ပြည်သက်တီရဲ့မြေတားနဲ့အမှန်တရားကတော့ပိုင်ဆိုင်ထားဆဲပါပဲနော်။သူတို့ဘာမျက်ရည်ကြောင်လှုပ်ပြီးမှရလာတဲ့စီးပွားရေးကရေရှည်မှာဘလောက်ခံမလဲဆိုတာစောင့်ကြည့်ကြရမှာပါရှင်။ကဲပြည်သက်တို့ရင်ကိုရှိုင်းစော်ရဲ့ဒီကံကြမ္မာအလှည့်ပြောင်းကိုကြည့်ပြီးဘလို့ခံစားမိပါသလဲ။ကိုကြေးဦးလိုလူမျိုးကိုရောဘလို့မှတ်ချက်ပေးချင်ပါသလဲ။ကိုရှိုင်းစော်အတွက်အပီစကလီတွေခေါမမှာပြပြခဲ့ပါအောင်ရှင်။အလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးဆင်ဝင်စားစရာ celebrity အကြောင်းအရာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။